အားလုံးပဲမင်္ဂလာပါ။ Bomi Sky TV မှာကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ခဏခဏလာမေးကြတဲ့မေးခွန်းတွေတခုဖြစ်တဲ့အာကျွန်တော် جماعه မှာတော့ formal education ပေါ့နော် formal education ဆိုတာ diploma တွေ certificate တွေတော့မရှိဘူးသို့တော့ကျွန်တော်မြန်မာပြည်မှာထားပါတော့ videographer အနေနဲ့လှုပ်လှုပ်လာတာ၄၅၆နှစ်လောက်ရှိပြီဒါမှမဟုတ်ဒီ digital marketing ဘက်မှာလှုပ်လှုပ်နေတာ၃၅နှစ်လောက်ရှိပြီဒါမှမဟုတ်ရင်ထားပါတော့ဗျာဘယ်မှာ အာလုံစင်းကိုင်းနေနဲ့လုံးလုံးနေတာ3 4နှစ်လောက်ရှိပြီအာကုမ္ပဏီဝန်ထမ်းနေနဲ့လုံးလုံးနေတာဘယ်လောက်ရှိပြီအစရှိတဲ့ဖြစ်ပေါ့နော်ဒီကိုလုံးလုံးနေတဲ့ job မှာ roles မှာဒီနဲ့တက်ဆိုင်တဲ့ဒီ certificate တွေ diploma တွေတော့မရှိဘူးဗျာဒါပေမဲ့အဲ့ဒီနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ့ကြုံတွေရှိတယ်ဆိုတော့လူငယ်တွေအတွက်လူငယ်တွေပဲမဟုတ်ဘူးဗျာအဲ့အဲ့လိုလူတွေအတွက် အာကျွန်တော်ကဒီဗီဒီယိုကနေပြီးတော့ဘလိုနီးလန်းနေနဲ့ကိုမှရှိပြီးသား working experience ကိုအသုံးချပြီးတော့အလုပ်ရှာလို့ရမယ်ဆိုတော့နီးလန်းမျိုးလေးတွေကျွန်တော် tips လေးမျိုးကျွန်တော်ဒီလောက်ပြန် share ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ပေါ့နော်ကိုကဒီလုပ်ငန်းမှာဘာဖြစ်ဖြစ်အထွေထွေတစ်ခုရှိတယ်ဗျာဒီလုပ်ငန်းမှာလည်းတကယ်လုပ်နေတယ် တချို့ညီညီမတွေဆိုဒီ freelancer အနေနဲ့ပေါ့နော်အာ programmer လုပ်နေတဲ့လူတွေရှိတယ် videographer လုပ်နေတဲ့လူတွေရှိအစားရှိတဖြစ်ပေါ့အာအဲ့လိုလူမျိုးတွေကဘာမျိုးလုပ်တင်လဲဆိုပထမဆုံးအနေနဲ့ကိုကဘာတွေလုပ်တတ်တယ်ဘာတွေလုပ်ဖူးတယ်ဘယ်လို project တွေကိုကိုတကယ်ပြီးမြောက်အောင်လုပ်ခဲ့တယ်ဆိုတော့ record မျိုးပေါ့ portfolio တွေကိုကိုကအဓိကအနေနဲ့စုဆောင်းထားတင်ပါတယ်ဒါမှဒီ ကိုကနေပြီးတော့လှုပ်ရှားတဲ့အချိန်ကျရင်ကိုက employer ပေါ့နော်ဒီ company ကိုကိုကဒါတွေကတော့ငါဒါမျိုးလုပ်နိုင်နေဒါတွေကတော့ငါအရင်တော့လုပ်ခဲ့ဘူးတဲ့ record တွေပဲဒါကတော့ငါရဲ့ portfolio ဒါမျိုးခြားပြခြင်းအားဖြင့်အော်ဒီ employer ကနားလဲရေပေါ့နော်။အော်ဒီကောင်လေးမှာတော့အာဒီနဲ့ပတ်သက်တဲ့ certificate တော့မရှိဘူး။သို့တော့ तू ကဒါတွေအကုန်လုံး तू တယောက်တည်းလုပ်ထားတာပဲ။ तू ကဒါတွေတကယ်လုပ်နိုင်တဲ့လူပဲဆိုတော့ကိုသူတို့ကဒီကိုလုပ်ဖူးတဲ့ portfolio တွေ record ကနေမှာ သူတို့ကတည်မှာပေါ့နော်တချို့ employer တွေကဒီ certificate ပေါ့နော် certificate တစ်ခုတည်းအထက်ဒီတကယ်လုံနိုင်တဲ့လူကိုပို့ပြီးတော့ value လုပ်တဲ့ employer တွေအများကြီးရှိပါတယ်ဘယ်လိုဖြစ်လို့လဲ certificate ရှိတိုင်းလဲတကယ်လုပ်တဲ့ချိန်မှာလုပ်တတ်မှာလဲဒါပေမဲ့ဒီကောင်ကကျတော့အော်ဒါတွေတကယ်လုပ်ခဲ့ဘူးတယ်ဆိုတော့ portfolio တွေတောင်ရှိတယ်ဆိုတော့ကိုယ်ပို့ပြီးတော့လေးထားမဲ့ employer တွေလည်းရှိလာတယ်ဒါပေမဲ့ဒါကတော့ကျွန်တော်ကခုနကလိုမျိုးပေါ့နော် ပြရတာ verifiable evidence ပြရတာလွယ်တဲ့အလုပ်တွေကိုကျွန်တော်ရွေးပြီးပြောလိုက်တာပေါ့တချို့အလုပ်တွေကြတော့ရှိတယ်ဗျာဥပမာဘဲမှာအာစီးရင်ကိုင်းနေတဲ့အလုပ်လုပ်တာ3-4နှစ်လောက်ရှိပြီအဲ့လိုလူတွေကြတော့ခုန portfolio ရယ်ဆိုတာပြုတီးတန့်ပြီးတော့ပြဖို့ဆိုတာခက်တယ်အဲ့လိုလူမျိုးတွေကြတော့ဘယ်လိုမျိုးကိုကျွန်တော်ကြံပေးလဲဆိုတော့ကိုအလုပ်လုပ်နေတဲ့လက်ရှိ company ကနေဒါမှမဟုတ်အရင်တော့လုပ်ခဲ့ဘူးတဲ့ company တွေကနေပြီးတော့ဒီ referral letter လား ဲ့လိုမျိုးတွားပြီးတော့တောင်းလို့အဆင်ပြေမလားဆိုလိုတာကဗျာကျွန်တော်ကျမကတော့ဒီအလုံးမှာဒီဒီခုနှစ်ကနေဒီခုနှစ်အထိတုံးလင်းဟိုဘာ position နဲ့လုံးလုံးခဲ့ပါတယ်ကျမ position မှာဘာတွေဘာတွေကိုဟိုတာဝန်ယူရပါတယ်စရှိသဖြင့်ပေါ့နော်ဒီကိုလုတ်ခဲ့ဘူးပါတယ်ကိုရဲ့ experience ရှိပါတယ်ဆိုတဲ့ဟာကိုထောက်ခံပေးမဲ့စာရွက်စာတမ်းတွေဟို like စုပါဘာဖြစ်လို့လဲဆိုတော့ ဒီလိုစုချင်းအားဖြင့်သာလင် ကိုကဒီလုပ်ငန်းတွေကိုကိုတကယ်လုပ်နိုင်တယ်ဆိုတော့တတ်တည်ပြလို့ရမှာလေကိုမာကခုနပြောသလိုမျိုးဒီပလိုမာတွေစာတီဖီကိတ်တွေဒီဂရီတွေနဲ့တတ်တည်ပြလို့မရတဲ့အချိန်ကျတော့ဒီလိုနီးတွေနဲ့သာလင်ကျွန်တော်တို့ကလိုက်စုပြီးတော့ကိုအလောက်လျှောက်တဲ့အချိန်မှာဓာတ်တွေကိုအသုံးပြရမှာဖြစ်တယ်ပေါ့နော်အဲဒီတော့ကျတော့ဒီဒီဟာတွေကိုများများလိုက်စုပါစုပြီးတော့ရလာတဲ့ portfolio တွေရလာတဲ့ဟာ referral letter တွေ recommendation letter တွေဒါတွေကိုအသုံးပြုပြီးတော့လုပ်တွေကိုရှောက်ပါဒီကြားထဲမှာကျွန်တော်ကဘာလို့အကြံပေးခြင်းလဲဆိုတော့အဲ့လိုရှောက်နေတဲ့ကာလပေါ့နော်အလုံးရှောက်တယ်ဆိုတာလေအချိန်တိုင်းတာတစ်ခုလိုတာကို3လလား4လလား5လလားချို့ဆိုတစ်နှစ်လောက်ကြာတဲ့လူတွေလည်းရှိတယ်အဲ့ဒီကာလအတွင်းမှာ ကိုဒီအလုံးနဲ့ပတ်သက်ပြီးတော့ကိုကနေပြီးတော့ certificate ဖြစ်ဖြစ် diploma ဖြစ်ဖြစ်ရနိုင်တယ်ဆိုရင်ဒါကိုတကယ်အချိန်ပေးပြီးတော့သွားတက်ပါဘာဖြစ်ဖြစ်ဗျာ ခုကိုမှ working experience ကရှိထားပြီသို့တော့ကိုကဒီစင်ကာပူလိုနိုင်ငံမျိုးမှာဒီ low position မျိုးကိုဝင်လျှောက်တဲ့လူကနိုင်ငံပေါင်းစုံအရှိတယ်လျှောက်တဲ့လူတွေထဲမှာ Philippines လည်းပါမယ် Malaysia လည်းပါမယ် Vietnam လည်းပါမယ်သူဒီစင်ကာပူနိုင်ငံဟလာစင်ကာပူလူငယ်တွေစင်ကာပူနိုင်ငံလူတွေလည်းပါမယ်မြန်မာပါမယ်အဲအိန္ဒိယပါမယ်တရုတ်ပါမယ်အဲ့တော့ဒီလိုလူတွေကြားတွေထဲမှာ ကိုမှတကယ် working experience ရှိတာမှန်တော့ညာလေခါလေကြရင်ကိုနဲ့ပြိုင် fight ရတဲ့လူတွေကဟို qualification ကိုဟလာဒီ working experience ကိုရှိနေတဲ့အချိန်မှာကိုကခါလေကြရင်ဟိုသူတို့နဲ့ပြိုင် fight နိုင်တဲ့ condition မျိုးမရှိဘူးဗျာအဲ့တော့ကျတော့ကိုကအဖက်ဖက်ကနေအဆင်ပြေနေအောင်ဒီဂျားရဲတွေမှာလည်းဒါမျိုးလေးတွေတွားတက်ထားပါတော့တွားတက်ထားတဲ့အချိန်မှာအာတခါလေကြရင် show တွေကြတော့ဒီ စာတဖီကိတ်တောင်းရအောင်မလုပ်လိုက်ရသေးဘူးဒီသူပါသူလှုပ်ရှားတဲ့ဟာနေပြီးတော့အဆင်ပြေပြီးတော့ဒီကိုတန်းလာရတဲ့လူတွေလည်းရှိတယ်။ဘာပဲဖြစ်ဖြစ်ဘယ်လိုရှင်နေမျိုးမှာဖြစ်စာတဖီကိတ်တို့ဒီပလိုမာတို့ယူထားတာတော့မမအောင်ပေါ့နော်။ကိုယ်မှရှိပြီးသား working experience နဲ့ထပ်ပေါင်းလိုက်တယ်ဆိုရင်တော့ဒါကိုကအခုလက်ရှိအနေထားထက်ပိုပြီးတော့အဆင်ပြေတယ်ပိုပြီးတော့အလုပ်ရှာလွယ်လူတယောက်ဖြစ်လာပါပါ။အဲ့ဒီတော့အာကျွန်တော်ဗီဒီယိုကနေကြည့်ပြီးတော့အားလုံးပဲ အားရင်နေရရှိပြီးတော့အလုံးမြန်မြန်ရကြပါစေလို့ဆုတောင်းပေးလိုက်ပါ နောက်ဗီဒီယိုမှာဆက်တွေ့မယ်ဘိုင်ဘိုင်